ဥစ္စာဒဏ္ဍာကိုရှာဖွေကြရတာဘဝဘေးလုပ်ငန်းတစ်ခုလိုပဲ။ဘာဖြစ်လို့ပစ္စည်းဥစ္စာတွေရှာကြတယ်လဲလို့ဆိုရင်အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်ပဲ။ပစ္စယဆိုတဲ့စကလုံးကိုကြည့်ပြီးဟောတန်ဃာတော်ရှင်မြတ်တွေကြစတုပစ္စယဆိုပြီးတော့သုံးတာ။ပစ္စယဆိုတဲ့စကလုံးရဲ့အဓိပ္ပာယ်ကတော့အထောက်အပံ့ အကူအညီလို့ဆိုရဘာအတွက်ထောက်ပံ့လဲလို့ဆိုရင်အသက်ရှိဖို့အတွက်ထောက်ပံ့လူဘဝဒီတိုင်းမွေးလာပြီးဒီတိုင်းပြစ်ထားမယ်ဆိုရင်ဘယ်သူမှအသက်မရှင်နိုင်တကယ်တော့ဘုန်းကြီးတွေလည်းပစ္စည်းလေးပါပဲလူတွေလည်းပစ္စည်းလေးပါပဲတူတူပဲပစ္စည်းလေးပါဆိုဒီမှာစားတရားရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမမာရဲ့ဆေးဝါးရဲ့ ဒီလေးခုပဲရှိတာပဲเนาะအလုံးလူတွေနေစဉ်ရှားနေတာဘာရှားတာရောလို့မေးလို့ရှင်စားဖို့အတွက်ရှားရတယ်ဝတ်ဖို့အတွက်ရှားရတယ်နေဖို့အတွက်ရှားမကြမ်းမဘူးဆိုရင်စေဝါကုနိုင်ဖို့အတွက်ရှားတာဒါပဲအဓိကရှားတာဒီတဲ့အပူရှားလာတာကြတော့လောဘတွေများလာလို့ဖြစ်တာတကယ်တော့ဘဝတစ်ခုရလာပြီဆိုရင်သက်ရှိဖို့အတွက်ပစ္စည်းလေးပါ အဲ့ဒီပစ္စည်း၄ပါးနဲ့အထောက်အပူပေးမှလူ့ဘဝရဲ့အသက်ဟာနော်၄၀50 60ဆိုတာလို့ရှိသွားနိုင်တယ်ပေါ့အသက်အကယ်၍သာစားစရာမပြည့်စုံဘူးဆိုရင်ပမာစကားမှာရှိတယ်ထမင်းအသက်9ရက်ဆိုတာ9ရက်ဆိုဒီမှာ ခုနှစ်ပြည့်ရင်ထမင်းငတ်ရင်သေတယ်လို့ဒီလိုပြောတာတော့မဟုတ်ဘူးထမင်းငတ်နေပြီးတော့ခန္ဓာကိုယ်ပြည့်ပြည့်ဝဝအထောက်ကူပြုနိုင်လားခုနှစ်ရက်တည်းပို့ပြီးတော့မလုံးနိုင်ဘူးလို့ဒီလိုဆိုလိုတာနော်သေတာတော့သေခြင်းမသေမှာမဟုတ်ဟန်ကာစရိုက်လုပ်တဲ့လူတွေခါလေးရက်ပေါင်းမလုံးအစံငတ်ခံပြရတယ်ဘာရိစားနေတယ်တော့မသိဘူးပေါ့နော်ဒါဆိုလိုတာဟိုထမင်းတဲ့ခုနှစ်ရက်ဆိုဒီမှာ ။ထမင်းကတဘာဝစွမ်းအားလူရဲ့ခန္ဓာကိုထိမ့်ပေးထားနိုင်တာ။တခါစားထားလို့ရှိရင်ခုနှစ်လောက်ထီအောင်တော့တဘာဝအားဖြင့်မသေးနိုင်ဘူး။တဘာဝမပျက်စီးဘူးလို့ဒီလိုပြောတာ။အဲ့ဒါလိုပဲဒီလူတွေမှာအစာမစားရလို့ရှိရင်အသက်ရှင်နိုင်စွာမရှိဘူး။အဝမောရလို့ရှင်လေရာတိဝုဒ္ဓံနေ ခန္ဓာဝေယမရှိဘူးနေထိုင်စရာ အင်္ဂေဟာမရှိဘူးဆိုလို့ရှိရင်လည်းအပူအေးစားတဲ့အန္တရာယ်တွေယာတိဥရုအန္တရာယ်တွေကိုတောင်းနှံနိုင်မှာမဟုတ်ဘူးပေါ့ဒါတွေအတွက်အကာအကွယ်ဖြစ်စိတ်သောမှာလူတွေဟာစားစရာအတွက်ရှာရတယ်ဝတ်စရာအတွက်ရှာရတယ်နေစရာအတွက်ရှာကြရတယ်။မကြမ်းမမာလို့တခါတည်းဟနေမကောင်းထိုင်မသာတဲ့အခါကျတော့ကုမဖို့ဆေးွားအတွက်ရှာရတယ်ပေါ့ သူကတော့ယမယံခါဇန္နာတွေကတော့အမြဲတမ်းထောက်ကူပေးနေရမယ့်သဘောရှိတယ်ပေါ့အဲ့တော့ပစ္စည်းလေးပါဆိုတာအသက်ရှင်မှုအတွက်ထောက်ကူတယ်လို့သို့သောလူတွေဟာအသက်ရှင်မှုအတွက်ဆိုတာတဲ့ဘာတွေပိုးလာကြလဲစားတယ်ဆိုတာနော်အသက်ရှင်မှုမဟုတ်တော့ဘူးကြိုက်လို့စားတာဖြစ်သွားတယ်လောကတည်တဲ့ပိုးစားတာတော့ကြိုက်လို့စားတာတဲ့တည်သည်ဖြစ်စေမတည်သည်ဖြစ်စေ ရှာကလေးပေါ်မှာမြင်းမြင့်တွေ့သွားလို့ရတတဏဖြစ်သွားရင်ကြိုက်လို့စားတာဖြစ်သွားတယ်။အသက်ရှင်မှုစားတယ်ဆိုတဲ့အဆင့်ကိုကျော်သွားတယ်လို့ဒီလိုပြောတယ်။ဝိစရာလည်းပါတော့အရှက်လုံမှုဆိုတာမူလရည်ပဲချက်ပဲ။မောဘဲနေရင်မတည့်တယ်ဘူး။ဒါကြောင့်မို့အရှက်လုံမှုတနည်းအားဖြင့်ပြောမစင်ဒီအဝတ်မောဘဲနေမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာနေဘူးနေဘူးတွေ နော်မှတ်ချင်းစားတဲ့တရားတွေဒါတွေရဲ့အန္တရာယ်တွေကလူရဲ့အရေကပါတာကိုပါတော့လူရဲ့အရေကမကာကွယ်နိုင်ဘူးတိရိစ္ဆာန်တွေကြတော့အရေးထူတယ်လေအရေးထူလာကြတော့တို့ကတဘာဝအကာအွယ်ပေးသွားတယ်လူတွေမှာတော့အဲ့ဒါလို့တဘာဝအကာအွယ်မပေးတာပေးတဲ့အာနေမှုကြောင့်လူတွေကြတော့အဝတ်အစားစားပါဒါမူလရည်ရွယ်ချက်က ီလိုကံွယ်ဖို့အတွက်ဝိယဝိယနဲ့နောက်ကြတော့ဘာလို့ဆိုလှဖို့ဆိုဖြစ်လာဒါပိုးလာတယ်လို့ထားမယ်နော်ပိုးလာလှဖို့ပါဖို့ဆိုတာကြတော့ခုနမူလရည်ရချက်တဲ့ပိုးလာတယ်အဲ့ဒါကြောင့်မို့လို့ပိုပြီးတော့အလုံးလုံးနေကြတာလူတွေပါနောက်တစ်ခါနေစရာဆိုတာဘာအတွက်တုံးလို့ဆိုဥဒုဘေးရန်နေအကောင်ွယ်ပြုတ်ဖို့ မျက်ချင်ရင်လေးစတဲ့သံဃာတွေရဲ့အကာအဝယ်ဖြစ်ဖို့လေမုန်တိုင်းစတဲ့သဘာဝအန္တရာယ်ရဲ့အကာအဝယ်ဖြစ်ဖို့အဆောက်အအုံဆိုတာလိုအပ်လာတဲ့လူတွေအဲ့ဒါကမူလရည်ပဲချက်အဲနောက်ပိုင်းကျတော့မဟုတ်ဘူးဘေးရလူတွေလူထင်ကြီးအောင်လို့နော်လူထင်ကြီးအောင်လို့ဒီ တိုက်ကောင်းကောင်းနဲ့နေနိုင်တယ်စီစဉ်ခံဖို့ဆိုတာတွေအတွက်ဘာဖြစ်လာဒါတွေကဒီမူလရွယ်ချက်တွေပိုးလာတယ်လို့သူပြောတာပိုးလာတော့ဘာလို့ပိုးပြီးအလုံးလုံးကပြန်လာပေါ့အဲ့တော့ဆိုလိုတာကလူတွေရဲ့တဘာဝဟာလူဘဝရလာလို့ရှင်စောင်းဝတ်နေရေးအတွက်အသက်ရှိဖို့အတွက်ဒါတော့လောက်ရမယ်လို့သူဆိုတာပေါ့လောက်ရ သို့သောလောဘမဲဆိုတာတဲ့လူတွေဟာပူပြီးတော့ပစ္စည်းဥစ္စာတွေရှာဖွေစုဆောင်းလာကြတဲ့အခါဘာတွေပေါ်လာတော့ဆိုလောဘတွေပူလာတယ်လောဘနောက်ကဘာလိုက်လာဒေါသနော်ဒေါသကိုရင်ရင်ကြီးကြီးနဲ့ပေးတာကိုယ်အကျိုးစီးပွားကိုကာကွယ်ဖို့ဆိုတာလေး ਨੇ နော်အဲ့ဒါဒေါသပဲလေဘာတုံးလာလက်နဲ့ပဲကိုယ်အကျိုးစီးပွားကိုကာကွယ်တာဘာနဲ့ကာကွယ်တော့လက်နဲ့နဲ့ကွာကဘာမှာကြီးကြီးပေါ့ နိုင်ငံတကာမှာကိုယ်နိုင်ငံနဲ့မလောက်လို့သူများနိုင်ငံသွားစီးပွားရှာရှာပြီးတဲ့အခါမှာကျိုးစီးပွားကာဝယ်ဖို့ဆိုပြီးတော့ကိုယ့်ပစ္စည်းကိုလာပြီးတစုံတစ်ယောက်ကလူယူမယ်ကျွတ်ကျော်လာမယ်ဆိုရင် ကာဝယ်ဖို့ဆိုတဲ့အနေနဲ့မလုပ်တာတော့ဆိုလက်နဲ့နဲ့တိုက်တာပဲလေအဲ့တော့လောဘနောက်ဒေါသပါလာတယ်လို့သူတို့ပြောတယ်အဲ့တော့လောဘတွေဒေါသတွေ များလာတာဒီလောဘဒေါသမောဟတွေရဲ့အပြစ်ကိုမမြင်ဘူးဆိုလို့ရှင်မောဟကပါပြီးသားဖြစ်သွားလူဘဝမှာဥစ္စာဒဏဒဏဥစ္စာလူဘဝမှာဒဏဥစ္စာရှာကြရတာတော့ခုနကမူလရည်ရွယ်ချက်ကတော့အသက်ရှင်ရည်တည်ဖို့အတွက်ရှာတာရှာရင်းရှာရင်းကနေပြီးတော့လူတွေဟာကျဲ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 လာတဲ့အခါကျတော့ လောဘတွေကလည်းများလာတယ်ဒေါသတွေကလည်းများလာနောက်ဆုံးကြတော့ကိုယ့်ဟာနဲ့ကိုယ်ဒုက္ခရောက်ကုန်ကြတာပဲအကုန်ဒါလောကကြီးဒီကုလုံးကိုသိချစဉ်းစားကြည့်နော်မြတ်စွာဘုရားဟောတာအဲ့ဒါပဲအဓိကအားတော့ဒုရယတဏ္ဍမှာလောဘတွေဖြစ်ရင်ဆင်းရဲဖို့ပဲတဲ့ဒေါသတွေဖြစ်လာရင်ဆင်းရဲဖို့ပဲမောဟတွေဖြစ်နေတာဆင်းရဲခြင်းအကြောင်းပဲ ဆင်းရဲခြင်းအကြောင်းတရားတွေကိုချမ်းသာကြောင်းထင်ပြီးတော့နေစင်တဲ့အများလောက်နေကြ။အဲ့တော့လုံရင်လုံရင်နဲ့ချမ်းသာဒုက္ခကနည်းနည်းရပြီးတော့ဆင်းရဲတာတွေကအများကြီးဖြစ်လာ။ခုကြည့်လေစောင်းဝနေပြည့်စုံမှုအတွေ့လုံမရင်လုံမရင်ကနေပြီးအားရတယ်နားရတယ်မရှိတော့ဓာရီရှာလိုက်တာတကုံတနေကုန်ပြီးကိုမပြီးနိုင်ဘူးရှာလိုက်ရနေပြီးတော့နောက်ဆုံးကြတော့လေမလုပ်တော့ထားပစ်ခဲ့ရပြန်တာပဲ။ ဒီလိုနဲ့သွားပြန်ဟိုတကယ်စဉ်းစားကြည့်မယ်ဆိုရင်လူတွေရဲ့အနေအထားအဲ့လိုမျိုးပဲဖြစ်ဘဝတစ်ခုရှိနေတုန်းလေးကတော့အသုံးတည့်နေတာပေါ့နော်အသုံးတည့်နေတယ်ဆိုတော့ကိုယ့်ကိုယ်ဒီခုံယူနိုင်တယ်ဝင်ကြွနိုင်တယ်မောနိုင်တယ်ဒါလေးတွေဟုတ်တော့ဒီလောက်ပဲရှိတာပဲလေနောက်ပဲရှိတာချမ်းသာလို့လေသမင်းပူစားနိုင်တာမဟုတ်ဘူးအဲ့ရာလည်း နော်တိုက်ဆယ်လုံးရှိလို့လေကိုအိတ်တာတက်လဲတက်အင်းတတိုက်ဖက်အိတ်လို့ရမယ်အိတ်ရလဲဒီတအိတ်ရပဲ၄50ခုတခါတည်းအိတ်လို့ရတာမှမဟုတ်တာသို့တော့ရှာလို့ဖွေလို့မဆုံးနိုင်ဘူးမဆုံးနိုင်တာဘာကြောင့်ဖြစ်နေလဲဆိုတာလူရည်ရဲ့တဏ္ဍာမှာအတိုင်းအဆမရှိတဲ့လောဘတွေများလာတယ်ဆိုတာအမတ္တမထင်ရှားမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုကိုသင်ချနားထောင်ကြည့် လောဘဒေါသစမောဟစပုရိတံပပစေတသံပပစေတသာဆိုအောက်တန်းကြတဲ့စိတ်ရှိအတွေးတွေမမှန်ဘူးမြင့်မြတ်တဲ့စိတ်နေသဘောထားမရှိဘူးအဲ့ဒီစိတ်နေသဘောထားရှိတဲ့ပုရိတသရဝါအလုံးကိုစညွန်းတာနော်လောဘတွေဒေါသတွေမောဟတွေအတ္တတံဗုဒ္ဓသုတ္တနမှာဖြစ်လာပြီးတော့ ဟိန္တန္တိအတ္တတံဗုဒ္ဓါတဲ့ကိုယ်တဏ္ဍမှာဖြစ်လာတဲ့လောဘဒေါသမောဟကဘ누구ကိုပြန်နှိမ့်ဆက်တုံးဆိုသူ့ပဲပြန်နှိမ့်ဆက်ဘုန်းကြီးတို့တွေလောဘနောက်တိုင်းရင်လည်းပြင်မခံစားကောင်းခြင်းမစားရအိတ်ကောင်းခြင်းမအိတ်ရနဲ့ဒီလိုရှာပွေးနေကြတာလေပြင်မကြီးစွာရှာပွေးနေကြတိုးတော့လူကတော့အလောက်ကိုင်းနေဖြစ်တယ်ပြောတယ်စီးပွားတက်တယ်ဆိုဟုတ်တယ်လို့ပဲထင်တာနော် ဒီထဲမှာဖြတ်ခနဲ့မျက်စိစုံမိတ်သွားတယ်နှလုံးသွေးကြောရက်သွားတာနှလုံးခုန်တာရက်သွားတယ်ဆိုပြစ်ထားခဲ့ရတယ်သဘောမှာဒီလိုเนาะရှာရင်ဖွေရင်လည်းပြစ်ထားခဲ့ရရန်ကုန်မန္တလေး highway ကြီးမှာဆိုဒီလိုပဲပြစ်ပြစ်သွားတဲ့တဲ့င်းလေးအများကြီးကြာတံဝေကဖြစ်เสียကြီးပေါ့เนาะအေးဖះဥပမာပေးတာတယ်တသတာရံဝတံဖလံ တံပလံဆိုတာသူ့ရဲ့အသီးကတစတာတံဝါပင်ကိုဟန်ဒီဝီယာဖြည့်ဆည်းလိုက်တယ်လို့ပဲဝါပင်ဆိုတာအသီးသီးရင်တည်တော့တာပဲလေအဲ့ဒါဘုန်းကြီးတို့တွေရဲ့တဏ္ဍမလောဘတွေဒေါသတွေမောဟတွေဖြစ်လာပြီမထိန်နိုင်တော့ဘူးဆိုရင်ဒီလောဘဒေါသမောဟကိုယ်ပြန်ဖြစ်မှာပဲလို့ဒီလိုပြောတာချမ်းသာဒုက္ခကိုတော့ပေးမှာမဟုတ်ဘူးဆင်းရဲကိုပဲပေးမှာလို့ဒီလိုဆိုတာပေါ့နော် ဒါဖြင့်မရှာရဘူးလားငုတ်တုတ်ထိုင်နေရမလားဒီလိုဆိုလိုတာမဟုတ်ဘူးရှာတာနဲ့လောဘလောက်တာလိုက်တာနဲ့မတူဘူးနော်မတူဘူးအဲ့တော့လူ့ဘဝရလာလို့ရှိရင်စားเสียဝတ်เสียနေเสียဒါပြည့်စုံမလုပ်လို့တော့မရဘူးလောဘလောဘမယ်အဲ့ဒါကိုမြတ်စွာဘုရားက ေးလူဘဝရောက်လာလို့ရှိရင်လူဆိုတာမျက်စိနှလုံးရှိရမယ်တဲ့တလုံးကဘာလဲလို့ဆိုရင်မရသေးတဲ့စီစဉ်ဥစ္စာကိုရအောင်ရှာတတ်တဲ့မျက်စိပညာမျက်စိရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားအောင်လုပ်တတ်တဲ့ပညာမျက်စိဆိုလိုတာကတော့ economic ပြောတာနော်စီးပွားရှာတတ်ရမယ်ကွန်ပစ္စည်းထုတ်တတ်ရမယ်အယောင်းဝယ်လုပ်တတ်ရမယ်ဒီလိုဆိုလိုတာပေါ့နော် တရားသဖြင့်နီလန်းတဲ့ကစီပေါ်ဥစ္စာရှာတာဒီလိုနဲ့လည်းယက်တိလို့ရတာပဲလေအခုမောဂုတ်ယရဏမြေမှာနေတဲ့ပုဂ္ဂိုလ်တွေကြီးနေယရဏမြေပေါ်မှာနေပြီးစီပွားရှာကြအားလုံးဟာယရဏနဲ့ကြီးစီပွားရှာတာမဟုတ်လားတခြားနည်းနဲ့လည်းစီပွားရှာကြတာဘယ်နည်းနဲ့ပဲစီပွားရှာရှာကိုလုပ်တဲ့လုပ်ငန်းကျွမ်းကျွမ်းကျင်ကျင်နဲ့ဒုစရိုက်ကင်းဖို့ပဲအရေးကြီးတယ် ဒုစရိုက်ဆိုတာသူများကိုတတ်ပြီးစီးပွားရှာတာမဟုတ်ဘူးသူများကိုသူများအသက်ကိုတတ်ပြီးစီးပွားရှာတာမဟုတ်ရဘူးသူများပစ္စည်းကိုမတရားယူပြီးစီးပွားရှာတာမဖြစ်ရဘူးနော်သူတစ်ပါးသားများစော်ကားပြီးစီးပွားရှာတာမဖြစ်ရဘူးလိန်ညာပြီးတော့စီးပွားရှာတာမဖြစ်ရဘူးဒီလိုဆိုလိုတာပေါ့မူရင်းစေဝါနဲ့လူလောကကြီးကိုဖျက်ဆီးပြီးအညွန့်တွန်းအောင်လုပ်တဲ့နေနဲ့စီးပွားရှာတာမဖြစ်ရဘူး အဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှင်ဒါတရားသဖြင့်စီးပွားရှာတယ်လို့ခေါ်တာပဲမြတ်စွာဘုရားဆိုလိုတာစီးပွားမရှာရဘူးမဟုတ်ရှာရမယ်မွေးလာလို့ရှင်စီးပွားရှာတတ်တဲ့ပထမမျက်စိရှိရဒုတိယမျက်စိကအားလဲလို့ဆိုရင်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိအကောင်းနဲ့အဆိုးသိထားရမယ်အပြစ်ရှိတာနဲ့အပြစ်မရှိတာသိထားရမယ်ကုသိုလ်နဲ့အကုသိုလ်သိရမယ် အဲ့ဒီပညာရက်ကအမှန်တမ်းအရေးကြီးတာကိုလို့တဲ့အလုံးနဲ့ပတ်သက်လာလို့ရှင်ဒီဒုတိယမျက်စိကအမှန်တမ်းအရေးကြီးတယ်ပေါ့ morality လို့ခေါ်တာကိုချင်းတရားပေါ့ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိကဘာကိုထိန်းလို့ဆိုစီးပွားရေးကိုပြန်ထိန်းပေးတာတော့စီးပွားတော့ရှာမဟုတ်တာနဲ့မလုံးနဲ့ဆိုအထိပ္ပယ်ပဲတရားနော်စီးပွားရှာတရားသဖြင့်ပဲရှာ တရားသဖြင့်ရနိုင်တဲ့နီလန်းတွေအများကြီးပဲအဲ့ဒီတရားသဖြင့်ရတဲ့နီလန်းတွေကဘောင်ထဲကနေပြီးတော့ဥပရိဘောင်အောက်ကနေစီးပွားရှာသွားရှာသွားလို့ရလာတဲ့စီးပွားကိုနော်ပြီးတော့စနေတကြအသုံးချအဲ့တော့မြတ်စွာဘုရားကနံပါတ်1စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်နံပါတ်2ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရမယ်ဓမ္မလူဘဝပြည့်စုံတဲ့လူဘဝဖြစ်တယ်လို့ဒီလိုဆိုတာ